မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဆရာမောင်စိန်ဝင်းပတိကုံရေးသားထားတဲ့ဝိထုတိုလီတစ်ပုဒ်ကိုဖတ်ပြပေးပါမယ်ကျွန်တော်ရဲ့ကံလို့အမည်ရပါတယ်နားဆင်ကြည့်ကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ကံတာသမီတို့သည်မြင့်ဖြစ်ပါကမိဘတို့သည်ကံနှစ်ဖက်ဖြစ်မည်အနာဂတ်ပင်လေစီအရာမြစ်တို့စီစဉ်နိုင်ရဲ့ ကန်းတို့ကအတိုက်အစားခံခဲ့ရသည်ပဲထူးခြားသည်မှာကျွန်တော်၏ကန်းနှစ်ဖက်သည် အဖေနှင့်အမေမဟုတ်ပါပဲအမေနှင့်ကျွန်တော်၏မွေးစားအမေတို့ ဖြစ်ခဲ့ခြင်းပင် အမေနှင့်အဖေသည်ကျွန်တော်လေးလာသာအရွယ်လူမှန်းမသိခင်မှာပင်လမ်းခွဲခဲ့ကြသည်ကျွန်တော်သည် အမေနှင့်အတူ အဖိုးအဖွာအမေ၏အမအပြူကြီးတို့နှင့်အတူကျန်ရခဲ့သည် ထိုစဉ်ကအမိအတက်မှာ23 24အမိအမအပြူကြီးကအသက်26တက္ကသိုလ်ကိုတက်ပါကတက္ကသိုလ်အကြောင်းသူအရွယ်တွေအဖိုးဒီလေများစွာပိုင်ပြီးဆန်ဆက်နဲ့ဆန်အယောင်းဝယ်စပားအယောင်းဝယ်လုပ်ငန်းလုပ်သူဖြစ်၍စီးပွားရေးတောင့်တင်းမှသည်ကျွန်တော်အမေနှင့်အမေအမတို့သည်လည်းရုပ်ရည်အသင့်အတင်ရှိသူများဖြစ်ပါသည်ဒီတွင် သူတို့မှာတင့်တင့်လျော်ကန်သောအိမ်တော်ပဲများရှားကြမည်မဟုတ်ပါအဖိုးအဖွားတို့ထံလာရောက်တောင်းရင်သူများရှိကြသည်ဟုဆိုပါသည်တဘောကမှာအိမ်တော်ကိုတစ်ခါပဲပြုမယ်ကျန်နေတဲ့ဘဝတစ်လျှောက်လုံးဟာဒါအတွက်ပဲဖြစ်စေရမယ်အသက်20ကျော်အစိတ်မပြေသေးသောအမိစကားတော်ပြီငါလည်းအိမ်တော်မပြုတော့ဘူးဒီကလေးကိုပဲငါရင်သွေးလိုပြုစုဆောင်ရှောက်သွားတော့မယ် အဖေမရှိလို့ဒီကလေးဘာမှညွန့်ညွန့်ငယ်ငယ်မဖြစ်စေရဘူးအဖေမရှိတဲ့သူ့အတွက်အမိနှစ်ယောက်ဖြစ်စေရမယ်အသက်အစိတ်ကျော်26နှစ်ရှိသည့်အမိအမအပြူကြီးဤစကားဒီလိုနဲ့အဖိုးအဖွားသည်သူတို့သမီးနှစ်ယောက်ကိုအိမ်အောင်ချထားပေးဖို့ကိစ္စနားချလို့မရတော့ဘူးဒီကားဆ၍ကျွန်တော်ရဲ့ကန်းတစ်ဖက်သည်အမေအရင်နဲ့မွေးစားအမေ ဖြစ်လာခဲ့တော့သည် ကျွန်တော်စာသင်ကျောင်းမရောက်ခင်အချိန်အထိကျွန်တော်မွေးစားအမေကိုသာအမေအရင်ဟုထင်နေခဲ့သည်အမေအရင်ကို အမကြီးဟုထင်ခဲ့သည်ပဲနောက်အမှန်ကိုသိသွားတော့လေကျွန်တော်ကကျွန်တော်မွေးစားအမေကိုပိုပြီးတွေ့တာခဲ့မိသည်မှာအမှန်ကျွန်တော်ဘဝတစ်လျှောက်လုံးဤစံပြဆက်ဆောင်လို့မှာအဖိုးနဲ့ကျွန်တော်မွေးစားအမေပင်သူတို့သည်မူလတဲ့အောင်ရုံများတာအတန်းပညာရှိကြတော့လေ ကျွန်တော်ပွဲရပြီသည့်အထိသူတို့ကိုအထင်မကြီးပဲမနေနိုင် အတန်းပညာနဲ့တွေးခေါ်မျှော်မြင်မှုပညာတို့၏ကွာခြားမှုကိုကျွန်တော်ကောင်းစွာနားလည်နိုင်ခဲ့သည်အဖိုး၏လုပ်ငန်းတို့ကိုကျွန်တော်မွေးစားအမေကဝင်ရောက်ဦးစီလုပ်ကံခဲ့၏အဖိုး၏အဆဆအာရယာယုံကြည်စိတ်ချစွာလွှဲ့ဲ့ခြင်းကိုခံခဲ့ရသည်ရရေးရွာရေးတို့တွင်ဥဆောင်ဥရပောင်းဝန်နိုင်ခဲ့သည်ဖြင့်ရရွာ၏လေးစားမှုကို ရရှိခဲ့သည်အမေအရင်သည်အေးဆေးပြီးကျွန်တော်မွေးစားအမေကထက်မြက်သည်မိဘနှစ်ပါးမရှိပဲထက်မြက်ထူးခြင်းနဲ့သူတွေအများကြီးပဲအရေးအကြီးဆုံးကကိုကိုတိုင်းပဲတခုခုနှိမ့်ကြရင်တော့အဖေမရှိလို့ပဲလို့အပြောခံရမှသိကြတယ်ကျွန်တော်မွေးစားအမေဤဒီစကားတစ်ခုတည်းကပင်ကျွန်တော်ဘဝကို တွန်းတင်ပေးနိုင်သည့်အင်အားဖြစ်ခဲ့ရပါသည် အဖေမရှိခြင်းဆိုသည့်ချွေရွံ့အားနည်းမှုကို ဖုံးလွှမ်းကျင်သောစိတ်ကအရာရာ၌ထိတ်ဆုံးရောက်ခြင်းစိတ်ကို ဖြစ်ပေါ်လာခဲ့စေသည်ပဲ။ဆယ်တန်းအထိအတန်းထဲမှာဒုတိယဟူသည်မရှိစေရအောင်ကျွန်တော်မွေးစားအမေက အောင်စိတ်တွင်ပေးနိုင်ခဲ့ပြန်သည်လေ။ကျွန်တော်မွေးစားအမေကို အမေဟုခေါ်၍အမေရင်းကို အမဟုခေါ်ပါသည်။အဖိုးအဖွာဆုံးသွားပြီးချိန်မှစ၍ အမင်းနဲ့အမသည်နှစ်ယောက်တည်းကြံခဲ့ကလုပ်ငန်းတွင်နဲ့မနိုင်မနှင်းဖြစ်ရရှာသည် ကျွန်တော်ကလည်းကျွန်တော်အလုံးနဲ့ကျွန်တော်မို့သူတို့ကိုကူညီရန်မဖြစ်လုပ်ငန်းအတော်များများကိုတော့ရှော့ချပြစ်လိုက်ပါသည်လက်အတော်များများကိုလည်းရောင်းပြစ်လိုက်ပါသည်သို့သောသူတို့မိန်းမသားတွေအနေနဲ့တော့လုပ်ငန်းကကြီးနေသေးသည်သာကျွန်တော်ဘွဲရပြီးအခြေရကြမဖြစ်ခင်အထိသူတို့နဲ့အတူ ကျွန်တော်မိသားစုကိုကျွေးမွေးထားခဲ့ပါသည်ကျွန်တော်ကလေးတွေသူတို့လက်ထဲမှာကြီးပင်းခဲ့ရပါသည်ကျွန်တော်အခြေတကျဖြစ်လို့ခွဲခွာရသည့်အခါသူတို့မှာကျွန်တော်နဲ့အတူလိုက်မနေနိုင်ကြမိဘမျိုးရိုးလုပ်ငန်းကိုသူတို့မစွန့်ပယ်နိုင်ကြရန်ကုန်ရောက်ပြီးလေးငါးရက်ကြာရင်သူတို့အိမ်ပြန်ကျင်ကြပြီအမမအဆုံယောဂါဖြစ်တော့ကရန်ကုန်မှာနှစ်လလောက်ကျွန်တော်နဲ့အတူလာနေသည် အမေကအမကိုပြုစုဖို့လိုက်လာခဲ့၏ဒီတော့ကလည်းသူတို့အိမ်ပြန်မို့သာစိတ်ဆိုးနေခဲ့ကြသည်အမသည်ချူချာသူမို့အမေထယ်ဆောစွာတည်မီဟုကျွန်တော်ထင်ထားခဲ့၏တယောက်တည်ရင်တော့လုပ်ငန်းတွေဖြုတ်ကကျွန်တော်နဲ့အတူလာနေလိမ့်မည်ဟု တွေးသည်အဝေးပြေးခိတ်မှရောက်နေတယ်လာကြိုပါဟုတယ်လီဖုန်းဆက်သည့်နေ့ကမိုးဖွဲဖွဲရွာနေတာ ကျွန်တော်မှတ်မိသည် အမေကကျွန်တော်စီအလေလာသေးပဲထင်လိုက်၏မရောက်တာလဲကြာလို့ပြီးတော့စာချုပ်လဲချုပ်ပေးမလို့ဘာစာချုပ်လဲအမေနင့်ကိုအမွေစားအမွေခံမွေးစားတယ်ဆိုတာလေကျွန်တော်ပြောလိုက်မိသည်အဆဆအယားယာစီးစနစ်ရှိပြီးလုပ်ငန်းကိုတိကျပြတ်သားစွာလှုပ်ဆောင်တတ်သူ အမေစရိုက်ကိုကျွန်တော်သိသည်ချုပ်ထားပြီးပြီပဲအဲ့ဒါကအရက်စာချုပ်လို့ပြောတယ်ရန်ကုန်မှာချုပ်တာကပိုပြီးခိုင်ခိုင်မာမာရှိတယ်ပြောကြလို့ အမေဒီကျွန်တော်ကိုအမွေစားအမွေခံမွေစားသားအဖြစ်တော့ဟိုရုံးကလေးကစာချုပ်ချုပ်ခဲ့ပြီတာအခု notary public ယုံမှာချုပ်ဆိုဖို့ပြောမယ်ကျွန်တော်နားလေသည်အခုတလော အမေချမ်းမာတာမဟုတ်ဘူးအရင်လိုလဲအလုံးမလုံးနိုင်ဘူးမောမောနေတယ်ပိန်သွဲပါလတ်တော့ကိုခန္ဓာသည် ရှင်မြန်တော့အရဲ့ကြောင့်ပိုးရိပ်ပိန်နေသလားထင်ရသည်စိတ်စိတ်ကြည့်တာပေါ့မလို့သေးပါဘူး အသက်ကြီးလို့မောတာနေမှာခေါင်းမာသူမို့ကျွန်တော်ဘာမှဆက်မပြောလုပ်ငန်းတွေမပြည့်ပြည့်သေးလို့အမကိုထားခဲ့ရတာလာမယ်လို့ပြင်ဆင်ရင်းနဲ့မလာဖြစ်ပဲကြန့်ကြာနေတာအမေဆက်ပြောသည် နောက်ရက်တွေမှာမိษွေရှင့်နေတူဦးအကူအညီဖြင့်စာချုပ်ထုတ်ဆိုဖြစ်ခဲ့ပါသည် အမေတူဝမ်ခွဲတော်သူကအဖို့အဖြစ်လိုက်ပါလာခဲ့ပြီးအတိတ်သက်တွေလက်မှတ်ရေးထိုးပေးခဲ့သည်ထိုနေ့ကမိုးရွာနေပါသည် ရုံးရှိအရာကားပေါ်မှဆင်းဆင်းအမေကိုတွေ့ပြီးကျွန်တော်ထီမိုးပေးခဲ့၏။ငါဘာတွေပြောရမှန်းလဲဟုအင်းကမထွက်ခင်ကျွန်တော်ကိုမေးသည်။သူတို့မေးသလောက်သာဖြေပြီးအပေါ်မပြောနဲ့ပေါ့အမေဟုကျွန်တော်ကပြောတော့ခေါင်းငိန်ခဲ့သည်။ရုံးမော်ကိုတက်တော့အမေကိုတွေ့ပြီးတက်ရ၏။အပေါ်ရောက်စဉ်အမေမောနေသဖြင့်ခဏရက်ကနားရသည်။ဒီလောက်ကလေးတက်ရတာတောင်မောနေပြီ။ အသက်အရွယ်ကစကားပြောတာရက်ခတ်ပေးနေသည့်တူတူကို အားနာစကားဆိုသည်မိတ်ဆွေရှိနေ၏ကိုညီမှုဖြင့်တိတ်ကြကြမဆောင်ရပဲစာချုပ်ချုပ်ခြင်းကိစ္စပြီးသွားခဲ့ပါသည်ငါပြောတာတွေဟုတ်ရဲ့လားကားပေါ်မှာအမေကမေးတော့ဟုတ်ပါတယ်အမေရဲ့ဟု ပြုံးပြီးဖြေခဲ့ရသေးသည်သက်ဆိုင်ရာတာဝန်ရှိသူတွေကချင်းချောက်လို့လားကိုယ်တိုင်သဘောတူလို့လားစသဖြင့်မိကွန်းတွေကို အမေကလူရင်းဖြေခဲ့သည်ပဲ။နောက်ရက်တွေမှာအမေကိုစီကံပြကြည့်ဖို့စစ်ဆေးကြည့်ဖို့ပြောတော်လဲမယ။အမေတူကပြန်တော့မည်ဆိုတော့သူပါလိုက်ပြန်ပြီပြောသည်။ကံအားလျော်စွာမပြန်ခင်ညကလက်ဖက်ရည်ဆိုင်မှာကျွန်တော်မိဆိုရင်ဆရာဝန်နဲ့တွေ့၏။အမေကိုလိုက်ကြည့်ဆန်းသက်ပေးဖို့ကျွန်တော်အိမ်ကိုခေါ်ခဲ့သည်။လုံးဝပြန်လို့မဖြစ်ဘူးအမေ။အမေမှနှလုံးရောဂါရှိနေတယ်။ ဒီမှာဆေးကူပြီးပြောက်မှပြန်ပေါ့စမ်းသက်အပြီးတငယ်ချင်းဆရာဝန်ကပြော၏လုံးဝပြန်မလွတ်ဖို့နှလုံးရောဂါအခြေအနေဆိုကြောင်းတငယ်ချင်းကကျွန်တော်ကိုတီတူပြောသည်ဒီလိုနဲ့ဆေးကူတခံရန်အမေရန်ကုန်မှကြံရိတ်ခဲ့ရတော့၏တငယ်ချင်းဆရာဝန်မှဆက်သွယ်ပေးတော့အထူးကုဆရာဝန်ကြီးနဲ့အမေကိုကုသပေးခဲ့ရသည်စေကန်းသွားလျင် အမေမောမီဆိုကား ဆရာဝန်ကြီးကိုခြေကြွအိမ်အရောက်ပြန်ပါသည်အမေအတော်လေးထူထူထောင်ထောင်လန်းလန်းဆန်းဆန်းဖြစ်လာ၏မိမျောသွားသည့်အထိအခြေအနေဆိုးသွားပြီးမှပြန်၍ကောင်းဝင်လာခဲ့ပါသည်ရန်ကုန်မှာကြာကြာမနေခြင်းသည့်အမေ6လကျော်9လတည်းရောက်ပြီးအမေအခြေအနေကောင်းပြီထင်ကကျွန်တော်ဟောပြောဝဲတွေလိုက်နေပြီမြေကြီးနာဖားကန့်ကအပြန်အမေအခန့်အရင်ဝင်ပြီးလက်ဆောင်ရလာသည့်ဆောင်တစ်ဘက်ကို အမေအားကတော့ဤအမေကချက်ချင်းယူချုံထားကပီတိမျက်နှာဖြင့်စုရီပေးသည်မြေကြီးနာဆိုတော့ငါးရီပေါ်မှာပေါ့ဆိုသည့်အမေစကားကြောင့်ရေရှင်လျက်မရေရဖဲအမေကိုရှင်းပြနေမိသည်လုပ်ငန်းတွေများလွန်းလို့ကြိုက်ထီးရုံတောင်ဖះဖို့မသွားနိုင်ခဲ့ဘူးဆိုတော့အမေကိုကျွန်တော်ကြိုက်ထီးရုံလိုက်မပို့နိုင်တော့ပါလားအတွေးကကြီးကွေးထိခိုက်စေပြန်သည် အမအကိုဖေးရဖို့တွေထည့်ပြီး သူကိုယ်တိုင်တော့အလုပ်တွေချာမှနေနေခဲ့သူသူအလုပ်လုပ်တာတွေအားလုံးကကျွန်တော်ရှည်ရည်အတွက်ဟုစဉ်းစားမိရင်မျက်ရည်လေလာတော့သည်တီဝောမှာဟောပြီးလာရှုံးမှုစဉ်ဆက်ဆရာခီရှိသည်တီဝောမှာနေ၍အမိကျမ်းမာရေးကို ဖုံးဆက်ပြီးနှစ်ခါမီးတော့အခြေအနေမဆိုးလားတီဝောမှာဟောပြောနေစဉ်တယ်လီဖုန်းဝင်သည်ဆို၏ စင်မော်ကဆင်းတော့ရင်ကုန်ပြန်ရင်ကျွန်တော်ပြင်ဆင်ရပြီထိုခရီးကိုရင်ခွဲတော်ညာဟုကျွန်တော်ခံစားရေးဖွဲ့ခဲ့ဘူး၏ရင်ကုန်ပြန်ရောက်တော့အမိတ်အခြေအနေအတော်ဆုံးနေပြီတကူလုံးမှာပိုက်တွေတန်းလန်နေအမေကျွန်တော်ပြန်ရောက်ပြီနင်းဆောင်နေတာအမေအတန်ကတဲ့တဲ့ထွက်လာသည်အမေအခန်းထဲမှာတရားတဲ့ခွေဖွင့်ဖို့ ကျွန်တော်စီစဉ်ပေးသည်အမေကြားရလားဆိုတော့ကြားတယ်ဟုလေတန်နှင့်ပြော၏ဒေရော့မည်ဟုအမေတိနေပုံရသည်ကျွန်တော်ပြန်ရောက်ပြီးငားရဲ့အထိအမေတတိမလစ်ခဲ့သူနာပြုဆရာမလေးနှင့်အောင်ငှားထားပြီးအထုကုဆရာဝန်ကြီးကတနေ့သုံးခေါက်လာကြည့်ပေးသည်လိုအပ်ပါက ECG အစရှိသည့်ဆက်ကရီယာနှင့် အတက်ပညာရှင်တို့ကိုငှားရင်ပြီးအိမ်ကိုပြင်ပေးရ၏ မနိုင်တော့သည့်ပွဲဟုသိလျက်ကျွန်တော်အစွမ်းကုန်ကြိုးစားခြင်းမိသည်နောက်ဆုံးအသက်ထွက်ချိန်မှာညဉ့်ညံ့တာတာဖြစ်စီရင်ဆရာဝန်ကြီးညွှန်ကြားသည့်အတိုင်းအားလုံးစီမံဆောင်ရွက်ခဲ့ပါသည်ကျွန်တော်ရောက်ပြီး6ရက်မြောက်နေ့မှာတော့တတိလက်သွားပြီအမေတတိလက်နေတော့ညာပါဇက်ကအဆက်မပြတ်ဖះဖះဟု လေးသံနှင့်ဖះတာနေသည်ပါဇက်ကဖះဖះတာနေတယ်ဗျာ ောက်ဆီဂျင်တွေကဗစက်ပွန်တော်ထွက်ကုန်တာပေါ့ဆရာဝန်ကြီးကကျွန်တော်ကိုပြောသည်ကျွန်တော်အမေကို မကြည့်ရတော့မကြည့်ရတော့ကျွန်တော်ပြန်ရောက်မလာခင်ကလေးကရောက်နေတော့အမကအမေနားကမခွာကျွန်တော်အောက်ထပ်အခန်းမှာဆင်းနေရင်အမေတရင်ကိုလူကြုံနဲ့မေးသည်မေတ္တာပို့သည် အမေခံစားနေတာကျွန်တော်မမြင်ရမကြည့်ရ ECG မှာလည်းအဖြစ်ပေါ်နေပြီဗျာ။သူပင်ပန်းနေုံမဲ့ရှိမယ်။အောက်ဆီဂျင်ဖြိုးလိုက်တော့မယ်။ဆရာဝန်ကြီးပြောစကားကိုခေါင်းငိတ်စဉ်ကျွန်တော်ပါဖို့တို့မျက်ရည်စက်တွေစီကြသည်။ကျွန်တော်ပြန်ရောက်ပြီး9ရက်မြောက်နေ့ဖေဖော်ဝါရီ29အောက်ဆီဂျင်ပိုက်ဖြိုးလိုက်ပြီ။မကြာခင်အမေအသက်ထွက်တော်မှာပါလား။ခမည်းကိုစောင့်နေတာထင်တယ်ဗျာ။ခမည်းယုံမလားမသိဘူး။ ခမလာပြီးနှုတ်ဆက်လိုက်မနဲ့ကလေးကအောက်ဆီဂျင်ပိုက်ဖြုတ်ထားတော့လေညနေအထိအမေအသက်မထွက်နိုင်သေးထိုးထားပေးသည့်ဆေးလို့ကြောင့်ညင်ညင်သာသာမိမောနေနိုင်စွမ်းရှိသည်ဗဇက်မှဖျားဖျားအတန်သည်လေတံမြအတိတ်ထွက်စေကျွန်တော်အားတင်း၍အပေါ်တက်လိုက်လာရင် အမေမျက်နှာကိုကြည့်ကမျက်ရည်ကြသည်အမေကို နောက်ဆုံးတက်ရှိတင်ရှာကြတော့ခြင်းအဖြစ် ကျွန်တော်ထိုင်ကြောလိုက်၏အမေကျွန်တော်ကိုစိတ်ချအမေဘွားကူကောင်းမှုပဲအာရုံပြုတရားဆန်တွေအမေကြားတယ်မဟုတ်လားကျွန်တော်စကားဆက်မပြောနိုင်တော့ငိုတန်ပါရင်ရှိုက်တန်ထွက်လာ၏ဖွင့်ထားသောတရားခွေမှတရားတန်ကစိတ်ငြိမ်သောအခန်းမှလွှမ်းသည်ကျွန်တော်ခြာကနေလှည့်ပြီးအခန်းထဲကထွက်ခဲ့၏အောက်ထက်အရာ ပြရင်တံပန်းကိုကင်ရင်ကျွန်တော်ငင်းနေစဉ်နောက်မှခြေတံကိုကြားရသည်ဆုံးသွားပါပြီဆရာဝန်ကြီး၏အတန်ကံပါတစ်ဖက် ပြိုကျသွားပြီဟု ခံစားရင်ရင်၌ကျွမ်းမြိုက်ကြည်ခွေးရပြန်သည် အခုတော့ကျွန်တော်သည်ကံတစ်ဖက်ထဲဖြင့်စည်းစင်းနေရသော မြစ်တစ်စင်းဖြစ်သွားခဲ့ရပါပြီကျွန်တော်စည်းစင်းနိုင်ဖို့အတိုက်စားခံကံတစ်ဖက် ပျက်စီးပျော်ဆုံးသွားရပါပြီကောမောင်စိန်ဝင်ပရိကောနားဆင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်အားလုံးပဲအနေရကင်းပြီးကျန်းမာပျော်ရွှင်ကြပါစေခင်ဗျာ